ကဲအားလုံးပဲမင်္ဂလာပါအခုဘာပြောချင်တာလဲဆိုတော့ကျွန်တော်မြန်မာနိုင်ငံသားတွေအတွက်ပေါ့နော်ဘူးသူတာလေးရအောင်လို့ပြောပေးမှာဖြစ်ပါတယ်အဲ့တော့ကျေးဇူးပြုပြီးတော့မကြည့်ခြင်းလဲ5စက္ကန့်လောက်တော့ကြည့်ကြည့်ပြီးသွားလို့ရှိရင်နော်လိုက်လေးနှိပ်သွားနော်လိုက်လေးကိုနှိပ်သွားကြိုပြောပါရနော်5စက္ကန့်လိုက်တော့ကြည့်ပါပြီးသွားရင် လိုက်လေးနှိပ်သွားပါဟုတ်ပြီအခုဘာပြောပါလဲ ကျွန်တော်လူတွေရဲ့အသက်တွေကအသက်၈000တိရှိတယ်ဆိုတဲ့အကြောင်းပြောမှာအဲကျွန်တော်တို့ဟိုစကဝတိတုံးဆိုတာရှိတယ်ဗျစကဝတိတုံးမှာလူတွေရဲ့သက်တမ်းကအနှစ်၈000တဲ့လူတွေရဲ့သက်တမ်းအနှစ်၈000အဲ့ဒီတော့တက်ကက်လို့ခေါ်တာပေါ့အခုခေတ်တော့စုတ်ကက်လို့ခေါ်တာပေါ့အဲ့တော့တက်ကက်နဲ့စုတ်ကက်ကြားမှာဖြစ်တဲ့ဖြစ်စဉ်သဘောတရားလေးတွေကို စကဝတီတော့မှာဘယ်လိုပြောရသလဲကျတော့ကြည့်ကြည့်ရအောင်အဲ့ဒီလူတွေရဲ့တက်တန်းအနှစ်၈တောင် ရှိတဲ့ခင်မှာကျတော့ဓနုနေမိဆိုတဲ့စကြဝရေမင်းကြီးရှိတယ်ဗျအဲ့ဒီမင်းကြီးအုပ်စိုးတဲ့အချိန်ကလူတွေရဲ့တက်တန်းကအနှစ်၈တောင်သူရှိမှာတွားကျင်တဲ့နေရာကိုတွားလို့ရတယ်ဘာရှိလဲစကြယေသနာကြီးရှိတယ် နော်သွားနေတဲ့နေရာကိုသွားလို့ရတယ်စက်ကြာယေသနာကြီးရှိတယ်ဗျတနေ့ကျတော့အဲ့ဒီစက်ကြာယေသနာကြီးကတူထားတဲ့နေရာနေပြီးတော့သဘောပေါ်မှာထားတယ်ဆိုပါစို့ဗျာသဘောရဲ့အောက်ကိုဘွဲပေါ်ကနေပြုတ်ကျတာပေါ့ပြုတ်ကျတဲ့ခါကျတော့နမိတ်မကောင်းဘူးဆိုပြီးတော့သူကနေပြီးတော့အဲ့ဒီစက်ကြာဝရင်းမင်းရနေပြီးတော့နန်းစုံပြီးတော့သူ့ရဲ့သားကိုသူကထိနှက်အပ်ပြီးတော့သူကရသေးဝက်သွားတယ်ရသေးဝက်သွားတယ်အဲ့လိုနဲ့သူ့ရဲ့သားကထိနှန်းစူးစံတော့ မကြပါဘူးအဲ့ဒီစัจကြယေသနာကြီးอ่ะဘာပြောပါလဲပျောက်ဆုံးပါတယ်ပျောက်ဆုံးတော့စိတ်တက်ကြီးကြပြီသူ့ဖေယသိကြီးကိုသွားပြောတာပေါ့ယသိကြီးတော့ကျွန်တော်မျိုးစัจကြယေသနာကြီးတော့ပျောက်ဆုံးသွားပါပြီဆိုပြီးစိတ်တက်ကြီးကြပြီသွားပြောတယ်ယသိကြီးကလည်းဘာပြန်ပြောလဲဆိုစัจကြဝရင်းမင်းနေပြူးချင်းပြူးလိုက်တဲ့ကျင့်ဝတ်တွေကိုမင်းကြင့်ကြံလို့ရှိရင်ပြန်လဲပြီးရရှိနိုင်မယ်လို့ပြောပြလိုက်တဲ့ခါကျတော့ အဲ့မှာဆက်ကြဟိုမင်းကြီးတရားဆက်ကြဝရင်းမင်းကြီးရဲ့မင်းကြီးတရားတွေပြန်လဲပြီးတော့အဲကျွန်တော်တို့ပြုတ်မှုကြင်ကြင်လိုက်တဲ့ခါကျတော့အဲ့ဒီဆက်ကြရတနာကြီးကပြန်ရလာတယ်ဗျနော်အဲ့ဒီလိုနဲ့80မြောက်သူ့ရဲ့သား80မြောက်သားတော်လက်ထက်လဲကြလဲကြရောဆက်ကြရတနာကြီးကပျောက်ဆုံးလို့သွားပါတော့တယ်အဲ့ဒီလိုနဲ့ 80မြောက်လက်ထက်မှာစက်ကြယေဒနာကြီးလည်းပြောက်နိုင်ငံသူနိုင်ငံသားတွေလည်းပဲနော်အရင်လိုမပြောကြတော့ဘူးအရင်လိုကြစ်ဝတ်တွေမကောင်းတော့ဘူးအကုန်လုံးကဘရင်ကိုယ်တိုင်ကစိတ်သက်တွေကြပြီးတော့တိုင်းပြည်ကဆုတ်ကက်ရောက်သွားပြီဆုတ်ကက်ရောက်သွားပြီနော်ဆုတ်ကက်ရောက်သွားတဲ့ခါကျတော့ဟိုပြည်သူတွေအတွက်လည်းစိတ်တိုင်းကြမှာဖန်ပြီးနေတယ်တော့ပြည်သူတွေလည်း စနှလုံးရှင်ဝံရှင်ရှင်လန်းမှုမရှိတော့ဘူးဟမ်ဟုတ်အဲ့ဒီလိုနဲ့ကျွန်တော်တို့လာလိုက်တာအဲ့ဒီမှာကျွန်တော်တို့ဘာဒီစဖြစ်လဲဆိုတော့ကျွန်တော်အဲ့ဒီအချိန်ကကျွန်တော်တို့စัจ java ဝရင်းမင်းရဲ့80ဆက်မြောက်ဒါလက်ထက်ရောက်သွားပြီเนาะအဲ့မှာစုတ်ကိတ်လုံးဝရောက်သွားပြီเนาะအဲ့ဒီအချိန်မှာကျွန်တော်တို့ခိုးကြတယ်ဟွက်ကြတယ်เนาะပြည်သူပြည်သူတွေကစင်းရတဲ့ကကျွန်တော်ခိုးဝက်ကြတာပေါ့ ဒီခိုးဝတ်တဲ့လုံနဲ့သူတို့ကအသက်မိုးဝမ်းကြောင်းမှုတွေလုကြတာပေါ့နော်အဲနောက်တစ်ခါဟိုခိုးတဲ့သူတွေကိုဘယင်ဖြစ်တဲ့သူကတက်ဆေးဆိုအမိတ်ပြီးတော့လူတွေကလည်းသူတို့ကလည်းတက်ခံရတဲ့ခါကျတော့ပြန်ပြီးတော့လူတက်မှုတွေဖြစ်ကုန်တာပေါ့လူတက်မှုတွေဖြစ်ပေါ့အဲ့ဒီခင်မာရင်လူတွေရဲ့တက်တန်းက8000ကတော့ဟို8000ကနေပြီးတော့ကျွန်တော်ဘာဖြစ်သွားလဲ4000ဖြစ်သွားတယ် လူရည်ရဲ့သက်တမ်းကပထမတက်ကတော့လူရည်ရဲ့သက်တမ်းကဆက်ကြဆက်ကဝရီတုံးပါဆိုတာလူရည်ရဲ့သက်တမ်းက8000 8000ကနေပြီးတော့စိုးစိုးကလို့အခုမူဝတ်မှုတွေတဲ့လူတယောက်နဲ့တယောက်မတယ်ပြန်ကြားတယ်ပြန်ပြန်တက်တဲ့ခေတ်လေကြောင့်လူရည်ရဲ့သက်တမ်းက4000ပဲရှိတော့တယ်4000ပဲရှိတော့တယ်အဲ့ဒီလိုနဲ့အဲ့ဒီလူရည်ရဲ့သက်တမ်း4000ခန့်မှာပဲသူလူတွေကဟိုဘယ်လိုခေါ်လဲခိုးဝက်စားတောက်ကြတဲ့ခါကျတော့ မိတဲ့ခါကျတော့မခိုးပါဘူးမိုးရပါဘူးဆိုပြီးတော့လိန်ညာကြပြန်ဟောလိန်တဲ့လူလိန်တဲ့လိန်တဲ့ပုံစံတွေထက်လောက်လာကြတာပေါ့နော်မူတာဝါရကံတွေကျူးလွန်လာကြတာနော်အဲ့ဒီမှာကျွန်တော်တို့မူတာဝါရကံတွေကျူးလွန်လာလူတွေရဲ့တက်တန်းက၄000ကနေပြီးတော့ကျွန်တော်တို့ဘယ်လောက်ဖြစ်သွားလဲ2000ဆိုပြီးတော့ဆုတ်ကက်ထက်ပြီးတော့ထက်ဆုတ်သွားတယ်ဗျအဲ့ဒီတော့2000ခေရောက်တဲ့ခါကျတော့တယောက်နဲ့တယောက်တုံးနဲ့တူမနာလိုမုန်းတိမှုတွေဖြစ်လာတယ်တယောက်နဲ့တယောက်ဂုံလျှောတာတယ် ဂုံတိုက်လာတယ်အပိတုနဝါစာလို့ခေါ်တဲ့ဒီညဉ့်ညံ့တဲ့ဇကားတွေပေါ့နော်မလုံးဝုံးလျောဇကားတွေပြောပြောလာတဲ့ခါကျတော့လူရည်ရဲ့တက်တန်းက2000ကနေပြီးတော့1000ကိုဆုံးယုတ်သွားတယ်ကနော်အဲ့ဒီလိုနဲ့စိတ်တက်တွေညံဖြင်းလာကြတာပေါ့စိတ်တက်တွေညံဖြင်းလာကြတယ်အဲ့ဒါဆိုရုပ်စင်းငါတွေကမလမပဖြစ်လာကြတယ်အဲ့ဒီခါမှာလှတဲ့သူတွေကိုမလှတဲ့သူတွေကမနာလိုတွေဖြစ်ကြတယ်နော် အဲ့တော့မနာလိုတွေဖြစ်ကြပြီးတော့လှတဲ့သူတွေပေါ်မှာကျူးလွန်ကြတယ်ပြင်မာကြတယ်အဲ့ဒီအချိန်မှာလူတွေရဲ့တက်တန်းကကျတို့ဘာဖြစ်သွားလဲတက်တောင်းကနေပြီးတော့ကျတို့ဘယ်ရောက်သွားလဲ9000တိကိုထောက်ဝက်ထောက်ဝက်ကြတာလူရဲ့အသက်နော်လူရဲ့အသက်နော်အသက်နော်တက်တန်းဆိုအသက်ကိုပြောတာအသက်က9000တက်တောင်းကနေပြီးတော့9000ကိုထိုးဆင်းသွားတယ်အဲအဲ့ဒီလူနဲ့ကျတော်တို့အဲ့ဒီခေတ်မှာပဲ ဟိုစိတ်တိုက်ထွာမှုတွေလည်းပေါ်များလာတော့เนาะလူလူတပားတဲ့စိစိန်တွေကိုရယူလို့တဲ့စိတ်တွေเนาะအဲ့တော့ဖြက်စည်းခြင်းတဲ့စိတ်တွေဖြက်လို့ဖြက်စည်းခြင်းတဲ့စိတ်တွေဒီကြမ်းတမ်းတဲ့ပြောဆိုပြုမှုတွေဖုဒ္ဒဝါစာဆိုတဲ့အဲဒီလိုကိစ္စရက်တွေဖြစ်လာတဲ့ခါကျတော့လူတွေရဲ့တက်တန်း9000ကနေပြီးတော့ကျွန်တော်တို့ဘယ်လောက်ရောက်ပါလဲ2500เนาะ2500เนาะ အဲ2500 2000 2000ဆိုပြီးတက်တန်းတွေကတဆင့်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 ကျွန်တော်တို့ယော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 ့လာနော်အဲအဲ့တော့တထောင်ကနေပြီးတော့ဟိုကျွန်တော်တို့တထောင်ရောက်တဲ့အချိန်မှာကျွန်တော်တို့ဒီဘယ်လိုခေါ်မလဲလူတွေရဲ့အတွေးစိတ်ကူးတွေကဝိတမလောဘတွေများလာတယ်မိစ္ဆာစိတ်တွေဖြစ်လာတယ်အာရမဝါရတွေများလာတယ်အဲ့လိုနဲ့လူတွေရဲ့တက်တန်းတထောင်ကနေပြီးတော့ဘယ်ရောက်သွားလဲတက်တန်း 900လူတစ်ယောက်အသက်က900အထိပဲရှိတော့တဲ့အချိန်တွေခုရောက်လာတယ်နော်အဲ့ဒီအချိန်မှာကျွန်တော်တို့လူတွေကကာမဂုဏ်အာယုန်တွေမှာပျော်မွတ်ကျူးလွန်ပြီးတော့သူတစ်ပါးပစ္စည်းတွေတတ်မှတ်လူချင်းမှုတွေဖြစ်သူတစ်ပါးအသက်တွေကိုတက်ဖြက်ပြီးရစ်ပူစော်တဲ့အလုပ်တွေလုပ်အဲယောက်ျားမိန်းမလေးလူယောက်ျားမိန်းမဟိုသူများသားမယားကိုသားမယားနောက်တကလိန်လူဆက်ဆံတာတွေအဲဒီလိုကိစ္စရည်ဒီပေါ်လာတဲ့ခါကျတော့ လူရည်ရဲ့တက်တန်း900ကနေပြီးတော့လူရည်ရဲ့တက်တန်းဟာ250ကျွန်တော်ဘာဖြစ်ပါလဲကျသွားတာပေါ့တက်တန်း250ရောက်သွားတယ်နော်အဲ့နောက်မှာကျွန်တော်တို့သူလူလူကောင်းသူကောင်းနေပြုကျင်ရမယ်နော်လူသားတယောက်ပြုကျင်ရမယ်ကျင့်ဝတ်တွေနောက်တကယဟန်းတာမတွေတွေလည်းဒီလိုပြုကျင်ရမယ်ကျင့်ဝတ်တွေပြက်ပြားလာတဲ့အခါကျတော့ အဲ့ဒီ250ကနေပြီးတော့200ချီကိုထိုးကြပြီးတော့တဖြည်းဖြည်းနဲ့ကျတို့ပါပဲလေစင်ငယ်စင်ငယ်လာလိုက်တာ လူတွေရဲ့သက်တမ်းတရာထိပဲရှိရောနော်အခုဆိုကျတို့လူတွေရဲ့သက်တမ်းဘယ်လောက်လဲယောက်ျားလေးတွေဆိုရင်63နှစ်နဲ့သေးတယ်မိန်းကလေးတွေက85နှစ်နဲ့သေးတယ်များသောအားဖြင့်ကုလသမဂ္ဂမှာစာတမ်းရှိတယ်အဲ့တော့ဒီမှာသက္ကဝတိတော့မှာနှစ်တရာလဲကြလဲကြရောလူတွေရဲ့သက်တမ်းအသက်ကအများဆုံးနှစ်တရာလောက်လဲကြလဲကြရော ဒီသူဟိုခက်ဆက်ဆက်ဟိုမကောင်းတာတွေပဲတောက်လျှောက်ဖြစ်လာတဲ့ခါကျတော့လေဒီမကောင်းမှုတွေပဲကြီးစိုးတဲ့လောကကြီးဖြစ်ပြီးတော့လူတွေရဲ့တက်တန်းကတဖြည်းဖြည်းနဲ့ယုတ်ယောလာပြီးတော့နောက်ဆုံးမှာငါးနှစ်အရွယ်လေးနဲ့လက်ထက်ထိမ်းများနိုင်တဲ့အရွယ်အထိကိုရောက်သွားခဲ့ကြတယ်စက္ကဝုဒ္ဓတွေတုံးပါပြောတာတခုသောကာလလေးရောက်လေးရောက်ကော နော်အဲဒီကတ်ကြီးတွေပေါ့နော်ကတ်ကြီးတွေအဲတတ်ထန္တရာကတ်ခေါ်တဲ့ကတ်ကြီးတွေစိုက်ပြီးတော့အေးမကောင်းတာတွေကိုနော်တူးနဲ့တူးတွေလှုပ်လာတယ်အဲ့တော့မကောင်းတာတွေလှုပ်လာတယ်ဒါပေမဲ့မကောင်းတာကိုမလှုပ်ချင်တဲ့သူတွေကအဝေးကိုရှောင်ပြေးတယ်တောထဲတွေမှာပုန်းခူတယ်အဲ့တော့မကောင်းတာလုပ်တဲ့သူတွေကမြို့ပေါ်တွေမှာကြံပြီးတော့ကောင်းတာလုပ်တဲ့သူတွေကအပလဲ တောတောင်ရှုံမြောင်နေကြတဲ့မှာသွားရောက်ပြီးတော့နေနေကြရင်းနဲ့ရှောင်တိန်နေရပြီဆိုတော့ဗာပဲလူတွေရဲ့သက်တမ်းကတက်ဖြည်းဖြည်းနဲ့နော်ပြန်ပြီးတော့မြင့်လာလိမ့်မယ်ဆိုပြီးတော့စကဝုဒီတုံမှာပြောပြထားတယ်ဗျကဲဒီညကတော့ကျွန်တော်မြန်မာနိုင်ငံသားတွေအနေနဲ့နော်အခုမြန်မာနိုင်ငံမှာလူရဲ့သက်တမ်းကအများဆုံး85နှစ်ပဲရှိပါတော့တယ် ဒါပေမဲ့ကျွန်တော်တို့အရင်အရင်ကတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့အဲကျွန်တော်တို့ကဘာကြီးမှာပေါ့နော်လူတွေရဲ့အသက်ကဘာဖြစ်လဲအသက်၈၀၀ထိရှိခဲ့တယ်၈၀၀ကနေ၄၀၀၂၀၀၁၀၀၀เนาะအဲအဲ့လိုစသဖြင့်2500စသဖြင့်ချိုးချိုးချိုးလာအခုဆိုလို့ရှိရင်တော့အဲကျွန်တော်တို့ဆုတ်ကက်တော့ရောက်နေပြီပေါ့စာဆိုလဲရှိတာပဲเนาะဒန်ကျွဲပင်ပကတ်စင်းလေသူကဒီထဲမှာလဲပြောရတယ်၅နှစ်အရွယ်တဲ့လက်ထက်ထိမ့်မနိုင်တဲ့ အချိန်ရောက်လာလိမ့်မယ်ဆိုတော့ဒါဒန်ကျွဲဘောပဲပခက်စင်ဆိုတဲ့အဲသဘောတရားလေးပဲဗျငါးနှစ်ရွယ်ဆိုကလေးလေးရှိသေးတာကလေးလေးရှိသေးတာနော်ကျွန်တော်တို့ငယ်တော့ကဆိုငါးနှစ်၆နှစ်၇နှစ်၁၀နှစ်လောက်ထိကိုကျွန်တော်ပခက်တွေစီးနေကြသလားနော်အဲ့တော့အခုတော့ကျွန်တော်တို့ဗာပဲလေအသက်85နှစ်ဆိုရင်တော့ကျွန်တော်တို့အသက်ကိုကန်ကုန်တဲ့အချိန်ရောက်နေပါပြီ။ အဲတဖြည်းဖြည်းနဲ့ကျွန်တော်မကောင်းမှုတွေဆက်လုပ်နေမယ်ဆိုလို့ရှိရင်တော့ကျွန်တော်လူလောကကြီးမှာမကောင်းတာတွေဆက်များနေမယ်ဆိုလို့ရှိရင်တော့အခုလေအသက်တွေထပ်ပြီးတော့တိုးနေကြအောင်ပါပဲဖြစ်ပါတယ်။ကဲဒီလောက်ဆိုလို့ရှိရင်တော့စကဝတီတုတ်ကိုနားလည်ပြီးလို့ထင်ပါတယ်။အားလုံးပဲကျေးဇူးတင်ပါတယ်။ကျွန်တော်မဟာဗမာကျင်းကျော်လေးဖြစ်ပါတယ်။